မင်္ဂလာပါရှင်2025ခုနှစ်မေလ30ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မစူစီပါဒီကနေ့ညနေခင်းရဲ့ထူးထူးခြားခြားသတင်းတွေထက်ကပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ကတော့နာဖဲတောင်စကန်ကိုအေအေကသိမ်းပိုက်လိုက်ပြီးစနိုက်ပါကြောင့်ဖြူဟာမှုအပါအဝင်၅ဦးသေဆုံးသွားပါတယ်မော်ခီစစ်စကန်ကို KNL ပူးပေါင်းတပ်ထပ်မံသိမ်းလိုက်ပြန်ပါပြီး စစ်တပ်ကပုံမှုနဲ့စကားများခဲ့တဲ့ပြည်သူစစ်ကောင်းဆောင်ကို အမှုဖွင့်ပြီးမိထီလာထောင်ပို့လိုက်တယ်လို့သိရပါတယ်။နေပြည်တော်မှာငလင်းတန်းတင့်ဝင်တန်းတွေထားရာယာယီတဲရစ်ကို ပြန်ဖယ်ခိုင်းနေပါတယ်။တောင်ဝမျိုးနဲ့ဒုန်းနဲ့ရွာတောင်ချီမှာစစ်ရှုံးကောက်စီတပ်ကပြည်သူနှအူးကိုလူမဆန်စွာနှိပ်စက်တပ်ဖြတ်ပြီးနေအိမ်နဲ့ဆိုင်ကယ်တွေကိုမီးရှို့ဖျက်ဆီးလိုက်ပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးနားဆင်ကြားမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကစစ်ရှုံးကောင်စီရဲ့နင်းဖဲတောင်ကာကင်စခန်းကိုအရခတ်တပ်တော် AA ကသိမ်းပိုက်လိုက်ပြီလို့သိရပါဗျ။ ကြောက်ပြူမျိုးအခြေဆိုင်အမှတ်32ရဲတပ်ရင်းရဲ့ရှေ့လန်ကာကစ်စကန်တခုဖြစ်တဲ့နင်းဖဲတောင်စကန်ကိုအရခတက်တော်ကမေလ26ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ရှုံးကောင်စီဘက်ကလေကြောင်း၊ရေကြောင်းလက်နက်ကြီးပစ်ကူတွေပေးနေတဲ့ကြားကနေမနေ့ကမေလ29ရက်နေ့မှာတင်ပိုက်နိုင်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်ကနေသိရပါတယ်စက်ကောင်စီရဲ့ကာကင်စကန်ဖြစ်တဲ့နင်းဖဲတောင်ကာကင်စကန်ကိုအရခတက်တော်ကဒီရပိုင်းမှာတင်ပိုက်နိုင်ခဲ့တာရှိတယ်။ အဓိကကတော့စစ်ကောင်စီကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေပေးနေတဲ့ကြားကစစ်ကောင်စီတပ်သားတွေဟာအေအေရဲ့ထိုးစစ်ကိုခုခံနိုင်တာမျိုးမရှိဘဲနင်းဖဲတောင်ကာကင်းစခန်းကိုလက်လွတ်လိုက်ရတာတချို့ကတော့30နေရဲတပ်ရင်းဘက်စုပ်ပြေးသွားကြတာတွေလည်းရှိရဲ့လက်ရှိမှာအမှတ်30နေရဲတပ်ရင်းရဲ့ဝင်ပေါက်ဖြစ်တဲ့ပြိုင်းစစ်ကဲကြီးဝါမှာနဖတ်တိုက်ပွဲတွေဖြစ်ပွားနေကြပြီးစစ်ရုံးကောက်စီဘက်ကလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့လည်းသိရပါတယ် ဒါပြင်မေလ25ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်မှာအင်အားဖြည့်တင်းထားတဲ့စစ်ရှုံးကောင်စီရဲ့တပ်မ71ကဗျူဟာမူပုံမှုချုပ်ကျော်မျိုးအောင်အပါဝင် ခမာယ9435ဗိုလ်ကြီးတယောက်နဲ့တပ်ဖွဲ့ဝင်3ယောက်နဲ့အရခတက်တော်ရဲ့စနိုက်ပါထိမှန်ပြီးတေဆုံးခဲ့ရတယ်လို့စစ်ကောင်စီနဲ့နေဆက်သူတွေထံကနေသိရှိရပါတယ်။ကြောက်ဖြူမှာဗျူဟာမူအဆင့်ဗိုလ်မှုချုပ်တအူးနဲ့ဗိုလ်ကြီးတအူးနောက်ထပ်တပ်ဖွဲ့ဝင်3ဦးကြရဲဆိုတာဟုတ်တယ်။ အခြေကားကတော့ AA ရဲ့ sniper ပစ်ခတ်ခံရပြီးတည်သွားတာလို့သိရတယ်။ကြောက်ဖြူစစ်မျက်နှာကတော့စစ်တပ်ဘက်ကနောက်ဆုတ်ပေးနေရတဲ့သဘောမှရှိရယ်။လက်ရှိမှာတိုက်ပွဲကမြို့အနီးကိုရောက်ရှိလာတဲ့အတွက်ကြောက်ဖြူမြို့ပေါ်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့ဝန်ထမ်းတချို့လည်းပြည်မဘက်ကိုရွှေ့ပြောင်းနေကြရတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့မှာအရခတ်တက်တော်ကဖေရီလာကလေးကတိုက်ပွဲစတင်ဖော်ဆောင်နေတာဖြစ်ပြီးတော့လက်ရှိမှာ OGT တရုတ် ကျန်းဝေဖြန့်ချီရေးဆက်ယုံနာအထိရောက်ရှိလာနေပြီးတရုတ်ဝင်တဲ့တချို့လည်းထွက်ခွာနေကြပြီလို့သိရပါတယ်ရှင်။နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ဝလေဒေသမှာရှိတဲ့စစ်ရှုံးကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်နေတဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေဟာမော်ခီစစ်ကန်းကိုထပ်မံသိမ်းပိုက်လိုက်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီကနေ့မနက်အစောပိုင်းမှာဘရင်တော်တက်စကန်ကိုတင်ပိုက်ပြီးတဲ့နောက်မနက်၁၀နာရီကျော်မှာမော်ကီစကန်ကိုထပ်မံတင်ပိုက်ခဲ့တာပါအဲ့ဒီတက်စကန်တွေမှာရှိတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေဟာအမြောက်တက်ခွဲတီရှိရာကနယ်လေးစကန်ကိုပူပေါင်းတက်တွေတင်ပိုက်လိုက်ပြီးတဲ့နောက်ခုခံမှုကောင်းကောင်းမလုပ်နိုင်တော့ပဲထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တာကြောင့်အလွယ်တကူတင်ပိုက်နိုင်ခဲ့တာလို့လည်းသိရပါတယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကမော်ကီစကန်ကနယ်လေးစကန်နဲ့ဝလီဖြူဟာတို့ကဖိုကနောက်ဆိုင်အနေအထားပဲ ဘရင်နောင်တက်စကန်ဆိုရင်လည်းကနေလေးအစွန်ထိုင်းနယ်ဇပ်ပတ်ပို့ကြပေမဲ့စကန်တွေကဆက်ဆက်နေတာဝလီတို့ကနေလေးတို့ကနေ120မမနဲ့မော်ခီရောဘရင်နောင်ရောလမ်းကူပစ်ပေးတယ်လို့သိရပါတယ်မော်ခီစကန်ကိုပြီးခဲ့တဲ့2022ခုနှစ်မတ်လမှာ KNL ပူပေါင်းတပ်တွေကတင်ပတ်ရရှိခဲ့ပေမဲ့လေစစ်ရှုံးကောင်စီကအဲ့ဒီနှစ်ဧပြီလမှာပဲပြန်လည်ထိန်းချုပ်စကန်ထိုင်ခဲ့ပါတယ် ဂျာကာလာမှာပူပေါင်းတပ်တွေတိုက်ခိုက်မှုရှိခဲ့ပေမဲ့လည်းကနယ်လစ်ခန်းကအ धिक ပြစ်ကူပေးနေတာကြောင့်ထိရောက်စွာထိုးစစ်ဆင်နိုင်ခဲ့ခြင်းမရှိကြောင်းလည်းသိရပါတယ်။အဲ့ဒီစခန်းတွေဟာဆေရှုံးကောင်စီရဲ့ကန်ယူတန်းဒေတာတိုင်းစစ်ဌာနချုပ်နေမြေတနင်္သာရီတိုင်းဗုတ်ပြင်းမြို့အခြေဆိုင်အမှတ်73စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ73လက်အောက်ခံဝလေပြူဟာရှေ့တန်းစခန်းတွေဖြစ်ကြောင်းလည်း CDM အရာရှိတွေကပြောထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မက်ချီလာမြို့အဝင်တိုးဂိတ်မှာစစ်ရှုံးကောက်စီလက်အောက်ခံမလိုင်မြို့နယ်စီမံအဖွဲ့ဝင်၁ဘုံမူဝေဖြိုးနယ်စကားများခဲ့တဲ့မက်ချီလာပြည်သူစစ်ကောင်းဆောင်အငိမ့်စားတက်တက်ကြီးဇော်ယူထွန်းကိုမေလ29ရက်နေ့ကစစ်ရှုံးကောက်စီကပုံမှန်နှစ်ခုနဲ့ရုံထုတ်ပြီးမက်ချီလာထောင်ကိုပို့လိုက်တယ်လို့တရားရုံးနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွင်စီကနေသိရပါတယ်စစ်ရှုံးကောက်စီကမက်ချီလာမြို့နယ်တရားရုံးမှာမေလ29ရက်နေ့က အငိမ့်စားတက်ကြက်ကြီးဇော်ယူထုံးကိုကနဦးပုံမှ905ကပုံမှ66ကားနဲ့ရုံးထုတ်ခဲ့ပြီးရဲ့နောက်မှာမိထီလာအကျင်းထောင်ကိုပို့လိုက်တယ်လို့ပြောပါရင်ကနဦးပုံမှနှစ်ခုနဲ့ဖွင့်တာပုံမှ905ကကမြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးကဖွင့်တာထွေဥပုံမှ66ကားကိုတော့စစ်တပ်ဘက်ကဖွင့်တာတခြားပုံမှတွေနဲ့ဖွင့်မှုထက်စစ်နေတယ်မိထီလာမြို့ဝင်ဂိတ်မှာဖြစ်တဲ့ကိစ္စကိုဇော်ယူထုံးကဖြစ်ကလေးကတိုင်ထားတာ ဘုံမူဝင်ဖြိုးကဘာမှမဖြစ်ဘူး။တိုင်တဲ့သူပဲထောင်ကျသွားတယ်။မတ်လ29ရက်နေ့ကမက်ထီလာမျိုးအဝင်ဂိတ်မှာမလိုင်မျိုးနဲ့စီမံအဖွဲ့ဝင်တဲ့ဘုံမူဝင်ဖြိုးနဲ့ကာမတကာမချတဲ့ကိစ္စစကားများပြီးတဲ့နောက်မိတ်ချီလာတက်နေခမရ113ကစစ်မှုထမ်းကိစ္စနဲ့ငွေကျပ်380ယူတဲ့ကိစ္စပါလူမှုကွန်ရက်မှာတင်လိုက်လို့အဖမ်းခံရတာလို့မြို့ခံတယောက်ကပြောပါတယ်မိတ်ချီလာမှာခမရ113ကပေါ်တာဆွဲပြီးငွေသိန်းချီတောင်းပြီးပြလွတ်ပေးနေတာကို မခံနိုင်လို့လိုင်းမော်တက်ရေးတယ်။တက်ရင်မူကအညိုထားတယ်။မလိုင်ကပုံမှုဟွေဖြိုးနဲ့မြို့ဝင်ကိတ်မှာပြဿနာတက်တော့မလိုင်နဲ့မိတီလာဘုံမှုချင်းပေါင်းပြီးထောင်ထဲထဲတာစစ်တပ်အကြောင်းနားလည်တဲ့သူမရှိမှစစ်တပ်ကလှုပ်ချင်တာလှုပ်လို့ရပါလေ။အထက်အရာရှိတွေကိုရိုင်းကငွေကြေးကောက်ခံနေတဲ့အကြားစစ်မှုထမ်းကိစ္စငွေကောက်တာတရားဝင်လားလို့မေလာဆက်သွင်းနေကလူမှုကွန်ရက်မှာကြည်ပြီးရင်တော့မေလာ15ရက်နေ့မှာမိတီလာမျိုးရံမျိုးအောင်ရက်ကွက်ကနေအိမ်မှာ အငိမ့်စားတက်တက်ကြီးဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာပါမိထလာမျိုးနယ်ပြည်သူစစ်ကောင်ဆောင်အငိမ့်စားတက်တက်ကြီးဇော်ယူထွန်းအဖမ်းခံရပြီးတဲ့နောက်သူ့ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့ဝင်18ယောက်နှုတ်ထွက်တော့မယ်လို့လူမှုကွန်ရက်မှာကြေညာခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်ငလင်တန်တင့်ဝင်ချမ်းတွေနေထိုင်တဲ့ယာယီတဲဝဲကိုပြန်လည်ဖယ်ရှားဖို့ပညာရေးဝန်ကြီးဌာနကညွှန်ကြားထားတယ်လို့သိရပါတယ်။ စစ်ကောင်စီကငလင်တန်တင့်ဝင်ထံတွင်နေထိုင်မှုစမူတီရီမြို့နယ်ညာနာတိတ်တီရွက်ကမှာရှိတဲ့အထက်က၉ကျောင်းဘောလုံးကွေးနဲ့ဓနာတိတ်တီရွက်ကမှာရှိတဲ့အထက်က၇ကျောင်းဘောလုံးကွေးတွေမှာယာယီတဲတွေထိုးပြီးစီစဉ်ပေးခဲ့ပါတယ်။ကျောင်းတွေပြန်ခွင်တော့မှာဆိုတော့ကျောင်းဘောလုံးကွေးတွေမှာဝင်ထံတွင်ယာယီနေထိုင်တဲ့တဲတွေကိုအမည်မတော်လို့ဆိုပြီးဝင်ကြီးဌာနကပြန်ဖယ်ခိုင်းတာအထက်က၉ကျောင်းဝန်ထဲမှာယာယီတဲ90လောက်ရှိတယ်။ပညာရေးဝန်ကြီးဌာနကဝင်ထံတွေကိုတော့ ကျောင်းဆောင်တစ်ခုမှာစုထားတယ်ကြောင်ဝင်ကြီးဌာနကလာနေတဲ့ဝန်ထမ်းတွေကတော့သူတို့မိခင်ဌာနစီ ပြန်သွားကြတယ်လို့ကျောင်းဆရာတဦးကပြောပါရယ်အခြေခံပညာကျောင်းတွေပြန်လည် ဖွင့်လှစ်ဖို့အတွက်ကျောင်းသားလက်ခံခြင်းကိုမေလ23ရက်နေ့ကစတင်လက်ခံခဲ့တာဖြစ်ပြီးလာမယ့်ဇွန်လ2ရက်နေ့မှာကျောင်းတွေစတင်ဖွင့်လှစ်တင် जा သွားမှာဖြစ်တယ်လို့လည်းသိရပါရယ်အရင်ကတောက်ရီတုံးရီကအစာရှားနေတာမိုးရည်ရောက်တော့မိုးရည်ခံပြီးတုံးလို့ရပါမယ်ယာယီတဲရီစောက်ပေးတာလည်း ရှုံးဘက်တွေနဲ့ဆိုတော့နေရတာအဆင်မပြေပါဘူး။စောက်ပေးထားတဲ့ယာယီတဲတွေကလည်းအလုံးရင်နေတော့တချို့ဝင်နှန်းတွေကပြူကျနေတဲ့ကိုကြိုက်ပဲကားပါကင်မှာပဲတဲထိုးပြီးနေနေကြရတယ်လို့ဧက၃00မှာနေထိုင်တဲ့ဝင်နှန်းတဦးကပြောပါရယ်။အရင်ကတောက်ရီ၃ရီကအစာရှာနေတာမိုးရည်ရောက်တော့မိုးရည်ခံပြီးသုံးလို့ရပေမဲ့ယာယီတဲတွေစောက်ပေးထားလေရှုံးဘက်တွေနဲ့ဆိုတော့နေရတာအဆင်မပြေပါဘူး။ဆောက်ပေးထားတဲ့ယာယီတဲတွေကလည်းအလုံးရင်နေတော့တချို့ဝင်နှန်းတွေကပြိုကျနေတဲ့ကိုတိုက်ပေး ကားပါကင်မှာပဲတဲထိုးပြီးနေနေကြရတယ်လို့ဧက3000ောင်းမှာနေထိုင်တဲ့ဝန်ထမ်းတဦးကလည်းပြောပါရဲ့မရှိလာ28ရက်နေ့ကလုခတ်ခဲ့တဲ့ငလီနန်ကြောင့်နေပြည်တော်ဝန်ထမ်းအင်အားတိုက်တန်းတွေရာနဲ့ချီပြိုကျပျက်စီးခဲ့ပြီးဝန်ထမ်းတွေဟာလည်းလက်ရှိအချိန်ထိနေထိုင်စရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရကြဆဲဖြစ်ကစက်ကောင်စီကငလီအလူငွေဘီလီယံနဲ့ချီရရှိထားပေမဲ့ပြန်လည်တိဆောက်ရေးလုပ်ငန်းတွေကိုတိတိယက်ယက်လှုပ်ဆောင်တာမတွေ့ရသေးပါဘူးရှင်။ ဒီကနေ့ညနေခင်းနောက်ဆုံးသတင်းတပိုးအနေနဲ့ပဲခူးတိုင်းကြောင်မူမြို့နယ်ဒိုးနေရွာတောင်ချီမှာအကြမ်းဖက်စစ်တပ်ကပြည်သူနှအူးကိုလူမဆန်စွာနှိပ်စက်တပ်ဖြတ်ပြီးပြည်သူပိုင်နေအိမ်နဲ့ဆိုင်ကလေးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ရေတာရှည်မြို့နယ်အခြေဆိုင်တပ်ရင်3504တပ်ခွဲတက်ကတာဝန်ရှိသူတအူးကပြောပါရင်မေလာ28ရက်နေ့ညနေ9:45မိနစ်အချိန်ကြောင်မူမြို့နယ်လက်တူကြောင်မူလမ်းပိုင်းထုံးပေါ်ကြီးကြီးပါမှာအင်းအားကြရခန်းနဲ့ထွက်လာတဲ့ အကျန်းဖတ်စစ်ရှုံးကောက်စီတက်ရဲ့စစ်ကြောင်းဟာပြည်သူ၃ဦးကိုတစားကအဖြစ်ဖမ်းဆီးကဒိုးနေရွာတောင်ကျေကွန်ကရစ်လမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့ပြီးလမ်းထိပ်မှာနေထိုင်တဲ့အသက်30နှစ်အရွယ်ရဲစော်နဲ့အသက်33နှစ်အရွယ်ကိုဖိုးလုံးတို့ကိုဖမ်းဆီးပြီးတော့ရရက်ဆက်ဆက်လူမဆန်စွာနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပြည်သူဝိုင်းနေအိမ်တွေနဲ့ဆိုင်ကယ်နှစီးကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီးဂျုံမိုကြီးဂျေးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ အသက်ခံရတဲ့ပြည်သူ၂ဦးအလောင်းပဲကျွန်တော်တို့ရပါတယ်။ဖမ်းခံရတဲ့ပြည်သူ၃ဦးတည်းတော်မရပါဘူး။အလောင်းတွေကိုအကောင်းဆုံးလုံဆောင်ပေးခဲ့ပါတယ်။စစ်ခွေးတွေကထုံးဖို့ကြီးရွာဘက်ကိုပြန်တက်သွားတာပါလို့ရေတာရှည်မြို့နယ်အခြေဆိုင်တိုင်3504လေးတက်ခွဲတက်ကကြောင်ဝင်ရှိသူကပြောပါတယ်။အခုလိုပြည်သူတွေဖမ်းဆီးတပ်ဖြတ်ခံရမှုနဲ့နေအိမ်တွေမီးရှို့ဖြက်ဆီးခံရတာကိုရေတာရှည်မြို့နယ်အခြေဆိုင်တိုင်3504လေးတက်ခွဲတက်က ရဲဘော်တွေကနေမင်းရှင်းလင်းရေးဆောင်ရွက်စီမှာတွေ့ရှိခဲ့တာဖြစ်ပြီးရုပ်အလောင်းတွေကိုကောင်းမွန်စွာကြိုပေးခဲ့တယ်လို့လည်းသိရပါတယ်။အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ကစစ်ရေးအရာရှုံးနိမ့်နေတဲ့အတွက်ပြည်သူတွေကိုပြစ်မှတ်ထားဖမ်းဆီးတပ်ဖြတ်ကစစ်ရဇဝဲမှုတွေကိုပြောင်ပြောင်တင်းတင်းစတိုက်ကျူးလွန်နေတာဖြစ်လို့ပြည်သူတွေအနေနဲ့စစ်တပ်စစ်ကြောင်းတရင်တွေကိုနားဆွင့်ပြီးတော့ရှောင်းတိန်နေထိုင်ပေးကြဖို့လဲတည်ရင်3500လေးတည်ရင်တက်ခွဲတက်ကနေပြီးတော့တတိပေးထားပါရဲ့ရှင်။ ဒီကနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလောက်အောင်အမြန်ဆုံးလွတ်မြောက်